Open AI ရဲ့ Sora 2အသစ်ဆက်ဆက်က video လောကကိုတကယ်လှောက်ခတ်သွားစေမှာလားဒီနေ့ဗီဒီယိုမှာတော့ Open AI ရဲ့ Sora 2က Google ရဲ့ VO3 တဲ့ရှင်ဘလောက်မိုက်လဲဘာတွေတတိထားရမလဲဆိုရအချက်တည်းအပြင်လူတိုင်းတဲ့အငယ်အခမဲ့ဆန်းသုံးလိုက်မဲ့နီလန်းကိုပါပျော်ပျောက်သွားမှာမို့အဆုံးထိကြည့်ဖို့လုံးဝတန်ပါပါပထမဆုံးအနေနဲ့ Sora 2မှာပါလာတဲ့ synchronize audio အတန်ပါဝင်မှုအကြောင်းပြောကြရအောင် You can use it for food or for baseball practice You can use it for food. Ah, you can use it for baseball practice. ဒီ feature ကအမှန်တော့ Google VO3 မှာအရင်ကတည်းကပါပြီးသားပါ။ဒါကြောင့်ဒါအသက်ဆန်းတော့မဟုတ်ပါဘူး။ဒါပေမဲ့ Sora 2ရဲ့တကယ့်အားသာချက်တခြားသူတွေနဲ့မတူပဲတာသွားတဲ့အချက်က Advanced Physics and Realism ပါ။ဒီ pedal book clip ကိုကြည့်လိုက်ပါ။ရေရဲ့လှုပ်ရှားမှု လူရဲ့ဟန်ချက်မြင်မှုတွေကအရန်ကိုတဘာဝကြပါတယ်။ ဒါမျိုးက VO3 မှာတော့အခုထိမတွေ့ရသေးတဲ့အဆင့်မြင့်နားလည်မှုမျိုးပါဒီရချက်ကဆိုရာ2ကိုပြိုင်ဘက်တွေထက်၈တလန်းရောက်စီတဲ့အချက်ပါပဲဒီလိုအစွမ်းထက်တဲ့2ကိုမတုံးခင်မှာသူရဲ့စီမင်းတွေကိုတီထားဖို့အရန်ရေးကြည့်ပါတယ်ပထမချက်ကတော့တကယ်လက်တွေ့ဘဝကလူတွေအထူးသဖြင့် public figure ရဲ့ပုံတွေ့ video တွေကိုလုံးဝဖန်တီးခွင့်မရှိပါဘူးဒုတိယချက်ကတော့ ဆိုရာဒူးနဲ့ဖန်တီးလိုက်တဲ့ဗီဒီယိုတိုင်းမှာဒါက AI နဲ့လုပ်ထားကြောင်းသက်သေပြမဲ့ C2PA ဆိုတဲ့ Digital Watermark ပါလာမှာပါ။တရားဝင်အနေနဲ့ကတော့ဆိုရာဒူးက Invite Only Significity ChatGPT Plus တုံးသူတွေကိုဦးစားပေးမှာပါ။ဒါပေမဲ့ကျွန်တော် Channel ပရိသတ်တွေအတွက်တော့အဲ့ဒီတော့ထိစောင့်စရာမလိုပါဘူး။ကျွန်တော် description မှာပေးထားတဲ့ link ကနေတွားလိုက်ပါ ပြီးရင် Google account နဲ့ sign in ဝင်လျုံနဲ့ ဗီဒီယိုဖန်တီးဖို့အတွက် credit 20ကိုအခမဲ့ရပါမယ်။ဒီ credit နဲ့ fast mode မှာ x စကန်စာဗီဒီယိုတပုတ်ကို အခမဲ့ဖန်တီးနိုင်မှာပါ။ TikTok အသုံးဝင်နေဟုတ်။ကဲအဲ့ဒီ free credit နဲ့ကျွန်တော်ကိုယ်တိုင်စမ်းထုတ်ထားတာလေးကိုကြည့်လိုက်ရအောင်။ဒီမှာကျွန်တော် Sora 2နဲ့ Video 3ကို prompt တစ်ခုတည်းနဲ့စမ်းထုတ်ထားတဲ့ clip လေးတွေကိုရှင်းပြပြထားပါဗျ။ နှစ်ခုလုံးကို first mode နဲ့တုံးထားတာဖြစ်ပြီး quality mode နဲ့တုံးရင်ဒီထပ်ပိုကောင်းနေပါသေးတယ်။ကဲကျွန်တော်စမ်းပြထားတဲ့ clip နှစ်ခုမှာ Sora 2နဲ့ VO3 ဘယ်သူက first mode မှာပုံမိုက်တယ်လို့ထင်လဲ။ comment မှာကိုယ့်အမြင်လေးရေးပြီးအပြင်ကြီးကြရအောင်။ဒီလိုနောက်ဆုံးပေါ် AI tool တွေကိုအခက်မြတ်တုံးနိုင်မဲ့နီးလန်းတွေလက်မလွတ်ချင်ဘူးဆိုရင်တော့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။